ကဲမင်္ဂလာပါညီကိုတို့ဤကိုဗီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျမင်္ဂလာပါဗျဆိုတော့ဒီနေ့ကတော့ဒါစနေညပေါ့နော်ပွဲကြီးပွဲကောင်းတွေအများကြီးရှိပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်ဒါတောက်ကြနေအဖွင့်နှစ်ပွဲစလုံးအောင်မြင်ခဲ့ပါတယ်နော် Espanyol body လည်းအဆင်ပြေခဲ့တယ်လို့ Strabo ဒါ body လည်းမနေ့ကတကြောင်တော့ပွဲနှစ်ပွဲအဆင်ပြေခဲ့မယ်ထင်ပါတယ်နော်အဲ့တော့ဒီနေ့ကတော့ရှားပါး၅ဆပွဲလေးတစ်ပွဲထွက်မယ်၃ဆနှစ်ပွဲရှိမယ်၂ဆတစ်ပွဲရှိမယ်ဘောင်းတကြောင်တော့ပွဲ၄ပွဲထွက်မှာဖြစ်ပါတယ်ပြီးတော့ ဒေါဇန်တိုင်းဒီ၄သိန်းမောင်းလေး၅မောင်းเนาะအဲ၈ချောင်းပေါ့လေအဓိကထားပြီးတော့ပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ live လေးကျွန်တော်နှစ်ခုတော့ခွဲပြီးလွှင့်ပါမယ်ဘွယ်အရန်များတဲ့အတွက်ပေါ့လေနှစ်ခုပါပဲเนาะအရင်လိုအဲ၃လေးခုမဟုတ်ဘူးအဲ့တော့နှစ်ခုတည်းလွှင့်မယ်အဲ့တော့ဒီ Premier League နဲ့အတူနောက် La Liga တပုတ်လွှင့်ပြီးတော့ Champions League နဲ့ League 1နှစ်ခုကိုပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ဘောင်း live လေးနှစ်ခုပဲဒီနေ့လွှင့်ပြီးမှာဖြစ်ပါတယ်အဲ့တော့ series ရောဒီနေ့လုံးဝ၄ဝဲလုံးရှောင်ထားပါတယ်ဒီเนาะဒီနေ့ရော series လုံးဝမပြောပါဘူး Champions League ဒါလေးလီတဲ့ရပဲကျွန်တော်အဓိကထားပြီးတော့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ညီကိုရောဘယ်ပွဲလေးတွေကြိုက်ကြလဲပေါ့ညเนาะအဲ့တော့အစောပွဲ Chelsea ပွဲကတော့ကျွန်တော်ရှောင်းနေဗျเนาะ Chelsea ပွဲတော့မပါပါဘူးအဲ့တော့ AC ပဲကျွန်တော်တို့ဒါရှစ်ခွဲ9နာရီเนาะအဲ့အဲ့ကြရင်တော့ကျွန်တော်တို့အိုက်ပွဲလေးတွေပဲကျွန်တော်အဓိကထားပြီးတော့ရွေးချယ်ထားပါတယ်ဆိုတော့ AC ပဲကျွန်တော်ပြောလို့ရမှာဖြစ်ပါတယ်အဲ့တော့အစောပွဲအနေနဲ့ကလက်ရှိနောက်နာရီဝန်းနေကန်တော့မှာပေါ့နော် Chelsea နဲ့ Northern Forest အနေထားမှာလက်ရှိ Northern Forest ကတော့လက်ရှိဒါသူတို့ရဲ့ ဒန်လူစင်းထဲမှာဒီ Chris Wood ပြန်ပါလာတယ်ဒါပေမဲ့လက်ရှိ first line အမှာ Ebony နဲ့ Guess White ကိုအဲထွက်ထားပြီးထွက်လာတဲ့အနေအထားမျိုးကြောင့်ဒါတစ်ဖက်က Chelsea အနေနဲ့ကွင်းလေကဒါ Enzo Fernandez မပါဘူး Kaiser တို့မပါတဲ့အနေအထားမျိုးမှာ Gaston Lavia တို့နဲ့ပဲဘွဲထွက်လာတဲ့အတွက်ကြောင့် Chelsea body ကတော်တော်လေးတော့ ပျော့နေတယ်နော်ဝင်ရိုးကတော်တော်လေးပျော့သွားတယ်လက်ရှိ level 40အထိပြုတ်ကျသွားတယ်နှလုံးတရာရှုံးနဲ့ပေးထားပါတယ်အဲ့တော့တစ်ဖက်က Postigoglu ရဲ့ဒါ Northern Forest အနေနဲ့ကလည်းဒီရာဒီမှာတော်တော်လေးဆိုးဆိုးရွားရွားဖြစ်နေပြီးတော့ဒါတန်းဆင်းစုံနဲ့တမတ်အကွာမှာနော်အဆင့်16အထိရောက်နေတာတွေ့ရပါတယ်ဒါကြောင့်ဒီဘွဲကနည်းနည်းလေးရှုပ်ထွေးတယ်ပေါ့လေနော် Chelsea အနေနဲ့ကရလက်ကောင်းမနေဆိုပေမဲ့လက်ရှိတစ်ဖက်ကဂနာချိုတို့ဂျာဘရိုနက်တိုတို့အိုဆုကဂိုးလေးရနိုင်ကြီးတော့ရှိနေတယ်ဗျာဒါကြောင့်နည်းနည်းလေး ရစ်များတဲ့အတွက်ကျွန်တော်ဒီပွဲလေးရှောင်ရခြင်းဖြစ်ပါတယ်။နောက်ဒီဒီ Chelsea အနေနဲ့ကနည်းနည်းလေးဒီရာဒီအဝေးခွင်းက rhythm မမှန်တဲ့အချက်ကြောင့်ကျွန်တော်ဒီပွဲလေးရှောင်ရခြင်းဖြစ်ပါတယ်။နောက်အဲ့တော့ပြီးတော့ Man City ဘွဲကနေကျွန်တော်စပြီးပြောပြီးမှာဖြစ်ပါတယ်။အဲ့တော့အသေးလေးလက်မလေးနောက်တစ်ယောက်တစ်ယောက်တစ်ယောက်တစ်ချက်လောက်ကိုကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုလေးကျေးဇူးများကြီးတင်ပါတယ်ဗျ။ ဘာသာမင်းမင်းမင်းမင်္ဂလာပါအဲတဲတဲမင်္ဂလာပါရွှေကြီးမင်္ဂလာပါဝေအောင်ထွန်းမင်္ဂလာပါညီကိုတန်းတိုးအောင်1 2 3မင်္ဂလာပါမမောင်အေးမင်္ဂလာပါဒေဗီဂျုံမင်္ဂလာပါဇင်မျိုးအောင်မင်္ဂလာပါကိုကျော်ကျော်25မင်္ဂလာပါဂျုံဝိတ်မင်္ဂလာပါရှွန်လဲမင်္ဂလာပါညီညီစောမင်းမင်္ဂလာပါဗျဇော်လေးမင်္ဂလာပါမဲဟန်မင်္ဂလာပါထွန်းထွန်းလဲမင်္ဂလာပါလက်ကီချမ်းမင်္ဂလာပါချမ်းမီအောင်မင်္ဂလာပါညီကိုဘရဒါဇော်ဇော်အောင်မင်္ဂလာပါဇော်99မင်္ဂလာပါဥဥမင်္ဂလာပါကျော်တူလှမင်္ဂလာပါဗျဇော်ဇော်မင်္ဂလာပါရွှေရမင်္ဂလာပါကျော်ကြီး AC မင်္ဂလာပါညီကိုကျော်ကိုကိုမင်္ဂလာပါကျော်နိုင်မင်းမင်္ဂလာပါတန့်စင်အောင်မင်္ဂလာပါပြဖြိုးမင်္ဂလာပါမဲဟန်မဲဟန်မင်္ဂလာပါဗျနေဆန်းမင်္ဂလာပါအဲ ထပ်ထပ်ဘူးအထဆိုင်ထုတ်မင်္ဂလာပါဇော်ကူဝင်းမင်္ဂလာပါညီကိုကြီး brother ဦးမြင့်နိုင်မင်္ဂလာပါမျိုးမင်းသိမ်းမင်္ဂလာပါဗျဦးမင်းမင်္ဂလာပါမောင်စိမ်းမင်္ဂလာပါ david too မင်္ဂလာပါထိန်လင်းမင်္ဂလာပါဗျစိုင်းပိုင်မင်္ဂလာပါဗျဒေမိုးအောင်မကွေးမင်္ဂလာပါဗျခွန်လင်းဦးမင်္ဂလာပါမျိုးမင်းကိုမင်္ဂလာပါအဲကိုထွန်းနိုင်ဝင့်မင်္ဂလာပါရန်ကြီးမင်္ဂလာပါခင်မောင်ဝင်းမင်္ဂလာပါကိုစောမင်္ဂလာပါမောင်ပစင်းမင်္ဂလာပါဗျကဲအဲ့ဒါဆိုကျွန်တော်စလိုက်မယ်ညီကိုကြီးနော်နေဒီခတ်တော့တော်လေးလုံးလိုက်မယ်ဗျာနော်အဲ့တော့ဒီဒီယာတီရဲ့ ဒါတရာဒီလုံးစာပေါ့နော်ဒီရာဒီရဲ့ဒါ5 star တပွဲတော့ဒါပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့အောင်မြင်ခဲ့ပါတယ်အဲ့တော့ဒါကတော့ဒီရာဒီရဲ့ဒုတိယမြောက်ဒါ5 star ပွဲလေးဖြစ်ပါတယ်အောင်မယ်လို့လေးယူဆတယ်ယုံကြည်တယ်ဆိုတော့ good luck ပါပေါ့နော်အဲ့တော့ကျွန်တော်စလိုက်အောင်ညီကိုရေနော်အဲ့တော့ဒါ wine spot မှာဆော့ချင်တဲ့ညီကိုရေအနေနဲ့ကလည်း gobi ရဲ့ promo code ဖြစ်တဲ့ gb777 အသုံးပြုတော့လေ100% bonus ရိုင်းနေပါတယ်အသေးသေးသိရှိလို့ဘာက wine spot မြန်မာ facebook page နဲ့သူတို့ application တို့မှာ website လည်း customer service call လေးကိုနေပြီးတော့လည်းနာဆက်လေးနိုင်တိလို့ရတယ်မေးမြန်းလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့ let's go ပါ ဆိုတော့ကျွန်တော် Chelsea နဲ့ Nottingham Forest ရဲ့ data လေးတွေတော့ပြပေးမယ်။အဲ့တော့မနေ့ကကျွန်တော် Nottingham Forest အိမ်ကမှ Chelsea ပြီးတဲ့အဝေးဝန်းကြီးက level 100ရှုံးအထိပေးထားတဲ့ Z1 နဲ့ပြီးခဲ့တဲ့ရာသီမှာ အောင်မြင်ခဲ့ပါတယ်အဲ့တော့အခုပြီးတဲ့ဂျီကကြည်တန်နေကိုတည်တယ်လည်းပဲ40ဆိုတဲ့ပမာဏအရအောင်တိုင်းဂျီရခိုင်တုံးနဲပါတယ်အဲ့တော့လက်ရှိတစ်ပတ်က Northern Forest ကဘောစီကောကူရောက်လာပြီးတော့လေအဆင်မပြေဘူးပေါ့နော်တောက်လျှောက်ဂျီတွေလည်းကြားတယ်ဘောတွေလည်းရှုံတယ်ဆိုတော့နောက်ဆုံးပွဲမှာနီယူကာဆယ်အသင်းကိုဒူးစီးနဲ့ကလင်းရှိပေးလဲရတယ်ဆိုတော့အိမ်ဝင်တောက်လျှောက်ကလည်းအဆင်မပြေဘူးဒီအားဒီအားလုံးကဒါ၃ပွဲကန်တာလေဆန်ဒါလန်ကို0-1နဲ့ရှုံတယ်ဝါဆန်ကို0-3နဲ့ရှုံပြီးတော့ Brentford တပွဲသားနော်ပွဲဥထမှာ3-1နဲ့နိုင်တာချင်းဖြစ်ပါတယ်အဲ့တော့တပွဲကိုအနည်းဆုံး2-3ခုလောက်ပေးရတဲ့ခံစင်မျိုးဟာတစ်ခါချက်ဆီးအနေနဲ့ เนาะဒီကနာကျွန်တော်အုပ်စုဒေချာပိုင်းသုံးချနိုင်ရင်တော့ဘက်တရိုနယ်တို့အသုံးချနိုင်ရင်တော့နိုင်ကောင်းနိုင်နေနေဗျဒါပေမဲ့လက်ရှိအနေအထားအရဂျေးကိုကြည့်ရရင်တော့လက်ရှိ Chelsea တိတ်တော့မလွယ်လောက်ဘူးတပတ်ကပိုစီဂိုလူလည်းဖြစ်နေတာကြောင့်နည်းနည်းလေးတော့ကြောက်တယ်ဗျာเนาะအဲ့တော့ Chelsea ကပြီးခဲ့တဲ့ဘက်မှာ Liverpool ကို2-1နဲ့ယိုက်ပြီးတော့ဒါ Liverpool အဆင့်နှစ်ရအောင်လုပ်ခဲ့ပါတယ်အဲ့တော့ရှေ့မှာတော့ Benfica ကိုနိုင်ထားတာရလက်ကောင်းဒါပေမဲ့ Brighton အသင်းကို1-3နဲ့ရှုံးတယ် Man U ကို2-1နဲ့အနီးကတီးပြီးရှုံးတယ် Bayern Munich ကို3-1ဆိုတော့အဝေးကွင်းတောက်လျှောက်ကိုပြန်ကြည့်ရင် Chelsea အဝေးကွင်းကပွဲတိုင်းနောက်ဆုံး၅ပွဲဆက် ဂူပေးထားရတဲ့အချက်ကြောင့်နည်းနည်းလေးလန့်တာပေါ့နော်လက်ရှိ grid ဒီ gas white တို့ iwon တို့ကအမှတ်မထင်ရင်ဂူရနိုင်ကြတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လက်ရှိလည်းပဲ30ဆိုတော့ပမာဏမှာနှလုံးတရာရှုံးဆိုတဲ့ဂျီချောင်းတော့ကျွန်တော်တို့အမှန်တမ်းပြောရင်တော့ 2x double chance ပါဝါလေးကြိုက်တယ်မြန်မာဂျီနေကတော့လုံးဝမကြိုက်ဘူးဒါပေမဲ့ Chelsea ဒီဘွဲကတရီအပြင်တော့မရှုံးနိုင်ဘူးလို့တော့ယူဆရတာပဲပေါ့နော်အဲ့လက်ရှိ ranking အရအဆင့်9မှာ Chelsea ရက်တည်နေပြီးတော့အောက်ကဒီအဆင့်7မှာ Northern Forest ကရက်တည်နေတဲ့အတွက်တန်းစင်းစုံယုံအားလေးတော့ရှိနေတယ်ဒါကြောင့်ဂျီကလက်ရှိ နေရရဒီ Northern Forest on online နဲ့ကြီးတော့ဖြစ်တော့ဖြစ်နေတယ်ဗောလေဒါပေမဲ့ကျွန်တော်တို့ ဒီဘွဲလေး 2x double chance ပဲကြိုက်တယ်ဗျာနော်မြန်မာကြီးနဲ့တော့ကျွန်တော်မနေပါဘူးโอเคပါရော်နယ်ဒိုကတော့ Man City နဲ့ကျွန်တော် Everton ဘွဲပါတလုံး30ရှုံးပေးထားတယ်တလုံး40ပေါင်းနဲ့ကားထားပါတယ်ဒီနေ့တည်းရပေးရတဲ့ရာသီထိတဲ့သူတွေကဒီ Man City အိမ်ဝင်မှာပေးခဲ့တဲ့ကြီးတလုံး100ရှုံးဖြစ်ပြီးတော့1-1နဲ့ပွဲပြီးခဲ့ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီထက်ဆိုင်ရင်လည်းပဲ50 80လောက်ပိုပြီးပျော့တယ်တလုံး30ပဲပေးထားတယ်30ရှုံးပေးထားတယ်တလုံး50ပေါင်းပေးထားပါတယ်အဲ့တော့လက်ရှိဂျေးရတလုံး50ပေါင်းဆိုတဲ့ဂျေးကြောင့် Everton လည်းကိုးရဖို့ခက်ခဲနိုင်တယ်လို့ Man City အနေနဲ့လည်းအရန်ကြီး3-5ကိုသွင်းမဲ့အနေအထားမျိုးဂျေးမျိုးမဟုတ်ပါဘူးအဲ့တော့ CDB ကလည်းဘာမှလဲ brand ဒီ Bravo အိမ်ခွင်မှာ Z1 နဲ့ပဲသူတို့လိုသလောက်ပဲ twin ခဲ့တာတွေ့ရတယ်အဲ့တော့လက်ရှိ Man City ရဲ့လက်ရှိ current form ကတော့ဒါနိုင်ငံပွဲတွေမှာလဲ Haaland ကတောက်လျှောက်เนาะ goal ကရနေတဲ့အချက်တော့ကောင်းတယ်ဒါပေမဲ့ Rodri မပါတဲ့ Queen လဲမှာ Gonzalez နဲ့အရန်ကြီးတော့ခံစားပိုင်းအဆင်ပြေမယ်မထင်ဘူးတစ်ခါ David Moyes ရဲ့ အေဗရာဒီရာဒီမှာအဆင့်၈အထိရောက်နေတယ်ဆိုတော့ခန်းစပိုင်းလည်းမစိုးလို့ပြောလို့ရတယ်အဲ့တော့ဒီ CD အနေနဲ့ဒီရာဒီအင်ကွန်းမှာနာပိုလီလိုအသင်းကိုနိုင်တယ်နော်ဘတ်ဒီဘန်လီယို5-1နဲ့မန်ယူ3-0လောက်ပြောင်းနိုင်တယ်ဒါပေမဲ့တော်တော်ဟော့စမားနေပွဲမှာ Z2 နဲ့ရှုံးတဲ့အချက်တော့ကျွန်တော်မကြိုက်ဘူးတစ်ဖက်ကအေဗာဒန်အသင်းအနေနဲ့လည်းခရစ်စတယ်ပဲလစ်စီကိုပြီးခဲ့တဲ့ပွဲမှာ2-1နဲ့နိုင်ထားတယ်ဆိုတော့ဒီနေ့ပွဲအဝေးဝန်းဖြစ်တဲ့အတွက်တော့ရန်ကြီးဖွင့်ဆော်စရာအကြောင်းမရှိနိုင်ဘူးဒါပေမဲ့လက်ရှိအနေအထားအရသလုံး30ရှုံးမှာသလုံး50ပေါင်ဖြစ်တဲ့အတွက် ၃မှတ်ကတော့ဂွာယီအနေနဲ့ရအောင်ရနိုင်တယ်ဗျ။ Everton အဝေးခွင့်ညံ့နေတဲ့မှာပါတယ်။ဒါပေမဲ့ Liverpool နဲ့ပွဲမှာ Liverpool တလုံး90ရုံးပေးပြီး2-1နဲ့ကြီးအောင်ခဲ့တာတွေ့ရပါတယ်။အဲဒီလိုမျိုးလေးဖြစ်ပေါ်နိုင်တာကြောင့်နည်းနည်းလေးတော့ risk များတယ်။ဒါပေမဲ့နေမယ်ဆိုရင်တော့ကျွန်တော်ထင်ဒီပွဲက CD အနေနဲ့ကကျွန်တော်ထင်တော့၃မှတ်တော့ရနိုင်ချေရှိတယ်ဗျ။တလုံးသေးရင်လည်းနေတော့အရှုံးရှိမယ်မထင်ဘူး။လက်ရှိ3.86ရရင်တော့တောင်းလောင်းရင်9600ပြန်ရနိုင်တဲ့ CD တလုံးသေးကြီးကအဆင်ပြေနိုင်ပါတယ်။နော်အဲ့တော့လက်ရှိ CD body ကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲတော့ Brighton နဲ့ဒါ Newcastle ပွဲလေးဖြစ်ပါတယ်ဒီမှာ level 30 Newcastle ဘက်ကအဝေးဝမ်းကနေပေးထားပြီးတော့3လုံး90ပေါင်းနဲ့ကားထားခြင်းဖြစ်ပါတယ်အဲ့တော့ ဒီမှာက Brighton အနေနဲ့လက်ရှိတန်းရလူစင်တော်တော်လေးများနေတာတွေ့ရတယ်။ Weather တို့ Mena တို့ Gomez တို့အနေနဲ့ကနော်မီတိုမာတို့မပါတဲ့အနေထားမှာအရင်ကြီးတော့အားရစရာကောင်းတဲ့ပမာဏမျိုးမှာတော့မရှိဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာနော်နောက်ဆုံးပွဲမှာ Wolverhampton ကိုလည်းဝမ်းဝမ်းနဲ့ပဲဂျင်းနေခဲ့ရတယ်။ဒါပေမဲ့ရှေ့ပွဲမှာ Chelsea ကို1-3တော့လုပ်ပြနိုင်ခဲ့တယ်။ဆိုတော့အင်ကွင်းတောက်လျှောက်ကြည့်ရရင်တော့ဒီရသည် Brighton ကရှုံးပွဲလုံးဝမရှိသေးဘူး။ Brighton ကိုတေကန်နဲ့ Man City ကိုနိုင်လာတယ်။ Tottenham Hotspur ကိုတူတူဆိုတော့တောက်လျှောက်ဒီရသည်အင်ကွင်း3ပွဲဆက် Bolton Wanderers ကိုကန်ထားတဲ့ Brighton နဲ့ ဒီဟာဒီအဝေးခွင်း၃ပွဲဆက်ပရီးမီးယားလိ၃ပွဲဆက်ဂိုးလုံးဝမသွင်းထားသေးဘူးဂိုးလုံးဝမပေးရတဲ့နျူကာဆယ်တို့ထိတ်တိုက်တွေးဆိုမှုတော်တော်လေးတော့အဆင်အားလှပါတယ်เนาะအဲ့တော့ဒီလိုမျိုးအနေထားမှာနှလုံးတရာရှုံပေးထားတယ်ဗျာအဲ့တော့လက်ရှိအနေထားရနျူကာဆယ်ဟာပြီးခဲ့တဲ့ချန်ပီယံလိမှာ Z4 နဲ့အလုပ်ဖြစ်ခဲ့ပေမဲ့ Premier League ၃ပွဲမှာ Aston Villa ကို ZZ เนาะဒီ Leeds United ကို ZZ နဲ့ဘုံမောက်ကို ZZ ၃ပွဲလုံးဒါ ZZ ဘယ်ဟုတ်မကွဲခဲ့တာတွေ့ရတယ်ဒီလိုမျိုးတိုက်တိုက်တွေးဆိုမှုမှာလက်ရှိပေးထားတဲ့ level 30ဆိုတဲ့ပမာဏအမှန်တိုင်းပြောရရင်တော့ ဒါပြင်းတယ်လို့ကျွန်တော်ကတော့မတတ်မှဘူးပေါ့လေ Brighton အနေနဲ့ကလက်ရှိလူစင်းအားနည်းချက်ရှိတယ်ဆိုပေမဲ့အိမ်ဝင်းမှာဒီနေ့ပွဲမှာ Brighton အနေနဲ့တော့ရှုံးမယ်တော့ကျွန်တော်မထင်ဘူးပြတိုက်ချင်းကျကျွန်တော် Brighton ပိုကြိုက်ပါတယ်နော် Brighton body ပါ ရော်နာဒိုကတော့ဘန်လီနဲ့နျူကာဆယ်ပါနျူလီစ်ဘန်လီနဲ့လီစ်ယူနိုက်တက်ပါလီစ်ယူနိုက်တက်ဘက်ကအဝေးခွင့်ကနေလည်းပဲ50ပေးတာလေနှလုံး30ရှုံးနဲ့ကားထားပါတယ်အဲ့တော့ပြီးခဲ့တဲ့နောက်ဆုံးထိတဲ့သူကဒီနှစ်သိန်းလုံးကပြီးခဲ့တဲ့ရာသီမှာချန်ပီယံရှစ်မှာတွေ့ထားပါတယ်ဘန်လီအိမ်ခွင့်မှာပြီးခဲ့တဲ့ရာသီမှာလည်းအဝေးခွင့်ကနေလီစ်ယူနိုက်တက်ဘက်ကပဲအဝေးခွင့်ကနေလည်းပဲ50ပေးခဲ့တယ်ဇီးဇီးဆိုရရလည်းနဲ့ တည်ကြခဲ့ပါတယ်အဲ့တော့အခုပေးတဲ့ကြီးကလည်းမှန်တယ်လို့ပြောလို့ရတယ် list ကြီးပြင်းတယ်လို့တော့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်အဲ့တော့ဘန်လီရဲ့အဓိကအားနေချက်ကလက်ရှိအနေထားအရာကအသင်းကြီးတွေနဲ့တွေ့ရသလိုသာဒါအဲတောက်လျှောက်ရလက်တွေမကောင်းနေတာလို့ပြောလို့တော့ရကောင်းရတယ်ဗောဒီအဲ့တော့လက်ရှိနောက်ဆုံးပွဲကတော့ SM Villa ကို2-1 Man City ကို5-1အဲဒီ Northern Forest ကို1-1ဆိုတော့တောက်လျှောက်ကတိုက်စစ်ပိုင်းကတော့ဟိုတောက်လျှောက်ပုံမှန်လေးကိုးရနေတဲ့အနေထားဗောလေ Liverpool ကိုလည်း0-1နဲ့ပဲကတ်ရှုံးတာဆိုတော့ အင်ကွင်းကိုပြန်ကြည့်ရရင်အင်ကွင်းဒီရာဒီပရီးမီးယားလိဂ်ကန်ခဲ့တာ၃ပွဲဒီမှာဆန်နာလန်အသင်းကို2-0နဲ့ကျွန်တော်နိုင်ထားပါတယ်လီဗာပူးက0-1နဲ့ရှုံးတယ်နော်ဒန်ဖော့စ်ကို1-1ဆိုတော့အသင်းကြီးကလွဲလို့တော့ဒီရာဒီအင်ကွင်းမှာဘန်လီကရှုံးပွဲမရှိသေးတဲ့အနေအထားမျိုးဖြစ်နေတယ်เนาะအဲဒီမှာဆန်နာလန်ပွဲမှာဆန်နာလန်အသင်းကိုဘန်လီဘက်ကအင်ကွင်းကနေ level 50ရှုံးပြန်ပေးခဲ့တာအဲ့တော့အခုပွဲက list ဘက်ကပေးထားတယ်ဆိုတော့ အဲဘန်နေတိတ်တော့အခြေအနေမကောင်းနိုင်တဲ့ဂျီမျိုးဖြစ်တယ်။ဒါပေမဲ့လက်ရှိဂျီဇွန်ရလီးစာပြီးခဲ့တဲ့နောက်ဆုံးပွဲမှာဝါဗမ်ဒန်ကို1-3နဲ့ပွဲပြီးခဲ့တယ်။အိမ်ဝင်နောက်ဆုံးပွဲကတော့တော်တော်ဟော့စပါကို1-2နဲ့ပြီးခဲ့တယ်။ဆိုတော့တောက်လျှောက်ပြန်ကြည့်ရရင်လီးစရဲ့အဝေးဝင်းကဒီရာဒီအလုံးပေါင်း3ပွဲမှာအာဆင်နယ်ကို5-0နဲ့ရှုံးတယ်။ဖူဟန်ကို1-0နဲ့ရှုံးတယ်ဝူဗမ်ဒန်ကို1-3ဆိုတော့အဲ့ဒီထဲမှာဝူဗမ်ဒန်ကိုပြီးတဲ့ဂျီပေါ့နော်လီးစီနေနဲ့ပြီးခဲ့တဲ့ဂျီမှာဒဲဂျီပြီးခဲ့ပြီးတော့1-3နဲ့အောင်ခဲ့တာဖြစ်တာကြောင့်ဂျီအရနေမယ်ဆိုရင်တော့ဒီပွဲကလီးစ်အောင်နိုင်တဲ့ဂျီမျိုး ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အထင်တော့ဒီဘွဲကဗန်လီတင်နဲ့အိမ်ကွင်းမှာတီတစ်ပေါက်တော့ရနိုင်မယ်လို့ယူဆတာကြောင့်ကျွန်တော်နေမယ်ဆိုရင်တော့ဒီဘွဲကကျွန်တော်ဗန်လီဘော်ဒီနဲ့ဂိုးအောက်အဲ့နှစ်ကြောင်းနဲ့ကတကြောင်ဝင်နိုင်မယ်လို့ယူဆပါတယ်။ Okay ပါ။အဲ့တော့နောက်ဘက်ကတော့ Crystal Palace နဲ့ဘုံပါပါ။ Crystal Palace ဘက်ကလည်းပဲ50ပေးထားတယ်။သုံးလုံး90ပေါင်းပေးထားပါတယ်။အဲ့တော့ဒီမှာအနေနဲ့အရဒီလက်ရှိ Crystal Palace ရဲ့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ဘွဲရှုံးပွဲမှာเนาะအဲ့တော့ဒီနိုင်ပွဲတောက်လျှောက် ရနေရတယ်ရှုံးပွဲမရှိရနေ Everton ကြောင့်သူတို့ရှုံးပွဲမရှိစမ်းကြီးပြတ်ခဲ့တယ်2-1နဲ့အဝေးဝန်းကနေရှုံးနေခဲ့ပါတယ်ဆိုတော့ရှေ့မှာ တောက်လျှောက်တော့အဆင်ပြေတယ် Liverpool ကိုနိုင်လာတယ်အိမ်ခွင့်ကတော့ဒီရာဒီမှာဒါတေးပွဲအလုံးပေါင်း2ပွဲရှိတာလေ Sunderland နဲ့တပွဲဒီ Northern Forest နဲ့တပွဲ တွေ့ရပါတယ်အဲ့တော့လက်ရှိအနေထားအရာကတော့ရှုံးပွဲတော့အိမ်ခွဲမှာမရှိသားသေးဘူးဒါပေမဲ့ level 50ဆိုတဲ့ပမာဏဟာတည်လဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့နှစ်သိန်းစလုံးက Crystal Palace ကလက်ရှိဒီပဲစရာမှာအဆင့်6မှာရက်တည်နေတယ်ရမှ7မှတ်ဘုံမောက်ကအဆင့်4မှာရမှ14မှတ်နဲ့ရက်တည်နေတာကြောင့်လက်ရှိအနေထားအရာ level 50ဆိုတဲ့ပမာဏဟာ Bailey's body နည်းနည်းလေးပြင်းတဲ့ဘက်တော့ရောက်တယ်ဗျာအဲ့တော့တစ်ဖက်ကသုံးလုံး90ပေါင်းနဲ့ကာထားတဲ့အချက်ဟာ Crystal Palace ကဒီကသည်အင်ဂွန်းတောက်လျှောက် Anna 2.5တွေများတယ် Champion League ရောဒီ Premier League ရောဗောနော်တောက်လျှောက်နောက်ဆုံးအင်ဂွန်း6ပွဲမှာ5ပွဲ Anna 2.5ဖြစ်ထားတယ်ဒီ Liverpool နဲ့တပွဲပဲ2-1ဖြစ်ထားတာဗောအဲ့တော့တစ်ဖက်ကဘိုးမောက်ကလက်ရှိဒန်ယန်လူစင်းအကုန်လုံးပြန်လဲတက်တာလာပြီဆိုတော့လူစုံတက်ဆုံတဲ့ Everton စံတို့အုပ်စုပြန်လာတဲ့အနေအထားမျိုးမှာခြေစွမ်းတော်တော်လေးညင်သွားတာတွေ့ရတယ်အဲ့တော့လက်ရှိနောက်ဆုံးပွဲမှာ F1 ကို3-1ရှေ့မှာ Leeds ကို2-2 ဒီ Newcastle ကို CC Brighton ကို2-1ဆိုတော့အရန်ကြီးမကောင်းဘူးဆိုရင်တော့မှငြိမ်လာတာတွေ့ရတယ်ဗျာ Tottenham Hotspur အင်္ဂွန်းမှာ0-1နဲ့နိုင်လာတယ်အဲ့တော့ဒီကတိအဝေးကွင်းအပြစ်ပြောစရာဆိုလို့သူတို့ရှုံးလာတာ Liverpool တပွဲပဲရှိတယ်4-2နဲ့အဝေးကွင်းမှာရှုံးလာတယ် Tottenham Hotspur အင်္ဂွန်းမှာ0-1ဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာ Crystal Palace အင်္ဂွန်းမှာတော့ဘုံမောက်လက်ရှိ เนาะခြေစွမ်းမျိုးနဲ့တင်းငိမ်ပုံမျိုးနဲ့ကတေတော့ရနိုင်မယ်လို့ယူဆပါတယ်ဒါကြောင့်ဒီဘက်လေတော့ဘုံမောက် body လေးကြိုက်ပါတယ်ဘုံမောက် body ပါအဲ့တော့နောက်ဘွဲကကျွန်တော်တို့ဒါ Sunderland နဲ့ Wolverhampton ဘွဲပါဆိုတော့ဒီမှာလဲဒီဘွဲကတော့လက်ရှိအနေထားကြတော့အရန်ကြီးအားရစရာတော့မရှိဘူးဒါ level 30ပပါရီပဲ Sunderland က ဖွင့်လှစ်ထားတယ်ဆိုတော့ဝူဟန်နာမှာလည်းလက်ရှိဒီအဝေးဝန်းတိုက်စစ်ကအရင်ကြီးအဆင်မပြေနေဘူးဒီနေ့သင်ကနောက်ဆုံးချန်ပီယံရှစ်မှာတွေ့တာနောက်ဆုံး2018မှာဆန်ဒါလိုင်းအိမ်ဝင်းမှာတွေ့တာဝူဟန်နာအဝေးဝန်းကနေတလုံးတည်ပေးခဲ့တာပါ3-0နဲ့ဆန်ဒါလိုင်းကနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဆန်ဒါလိုင်းအနေနဲ့ပြန်ကြည့်ရရင်နောက်ဆုံးပြန်ပေါ်ဆုံး9ပွဲမှာဒါတပွဲပဲဂိုးပေါ်တာတယ်ဂျန်နာရီအားလုံး NR 2.5ဖြစ်တာတယ်ဆန်ဒါလိုင်းအနေနဲ့လက်ရှိဒါဒီရက်ဒီအဝေးဝန်းနောက်ဆုံးကန်ခဲ့တာမန်ယူကို2-0နဲ့ရှုံးထားပါတယ်ဒါပေမဲ့ရှေ့မှာတော့ Northern Forest အိမ်ဝင်းမှာ0-1နဲ့နိုင်ခဲ့တာတွေ့ရတယ် အိမ်ခွင်းမှာဒီရာသီဆန်နာလိုင်းအနေနဲ့ရှုံးပွဲလုံးဝမရှိသေးဘူး။ဝက်ဆန်ကို3-0နဲ့နိုင်တယ်။ဘရက်ဖို့ကို2-1နဲ့နိုင်တယ်။အက်စတန်ဗီလာကို1-1ဆိုတော့အိမ်ဝင်းကတော့ဆန်နာလိုင်းအနေနဲ့လည်းကျန်းတယ်လို့ပြောလို့ရတယ်ဗောနော်။ဆိုတော့ကျော်လေးခြေစွမ်းကောင်းတာမြင်တွေ့ရတယ်။ဆိုတော့ဒီလိုမျိုးအသင်းဟာလက်ရှိတန်းစင်းဆုံးအောက်ဆုံးကတော့အဆင့်20ရာ overhand လို့အသင်းကို level 30ပဲပေးထားတဲ့အချက်ကြောင့် ဒီဘွဲကဆန်ဒါလန်သုံးမရဘူးမဖြစ်နိုင်ဘူးဗျအဲ့တော့လက်ရှိတစ်ဖက်က Wolverhampton အနေနဲ့ကနောက်ဆုံး2ပွဲဆက်တော့မစိုးဘူးဆိုတော့တီကန်ထားတယ်ရှေ့မှာ Everton ကို2-0ဆိုတော့နောက်ဆုံး3ပွဲဆက်ကတော့ကြီးအောင်လာတာတွေ့ရတယ်ဆိုတော့ဒီနေ့ဘွဲမှာလည်း Wolverhampton အနေနဲ့ရန်ကြီးတိုက်စစ်မကောင်းတာကြောင့်အဝေးကွင်းထုံးစံအတိုင်းနောက်ဆုံး5ပွဲမှာ4ပွဲ9ရောက်ထားတဲ့အနေအထားအတိုင်းဒီဘွဲလည်းနှစ်သိန်းပေါင်း3လုံးရောက်เสียအကြောင်းတော့မရှိဘူးလို့ယူဆပါတယ်အဲ့တော့ဒီဘွဲလေးတော့နေမယ်ဆိုတော့ကျွန်တော်ဆန်ဒါလန်9ရောက်လေးကြိုက်ပါတယ်โอเคပါတော့နောက်ဆုံးပွဲကတော့ဒီနေ့ရဲ့ဒါတော့ရှားပါ9စပွဲတွေက ဒါအဲဖိုက်စာပွဲလေးဖြစ်ပါတယ်အဲ့ဒါကတော့ဖူဟန်အိမ်ခွန်းမှာအာဆင်နဲ့ရင်ဆိုင်ရမယ့်ပွဲပါတစ်လုံးကို30ရှုံးပေးထားတယ်နှလုံးကို80ရှုံးနဲ့ အဲဂေါင်းကြီးကရင်ထားဖြစ်ပါတယ်အဲ့ဒီနေ့တင်ရနောက်ဆုံးပရီးမီးယားလိပြီးခဲ့တဲ့ရာသီမှာတွေ့ခဲ့တဲ့အနေအထားမှာဖူအန်အိမ်ခွင်းမှာအဲ2024 12လပိုင်းရှေ့ရနေမှာတွေ့ခဲ့တဲ့အနေအထားမှာအာဆင်နယ်အဝေးဝန်းကနေမနစ်ကလည်းတလုံးတည်ရပြီးခဲ့ပါတယ်ဝမ်းဝမ်းနဲ့ပဲကျွန်တော်ဂျင်းနဲ့ခဲ့ရတယ်အဲ့တော့လက်ရှိအနေအထားရနောက်ဆုံးဒုတိယအကြော့အာဆင်နယ်အိမ်ခွင်းပြီးခဲ့တဲ့ရာသီမှာ2025လရဲ့နှစ်လအဲလေးလပိုင်းနှစ်ရနေမှာအာဆင်နယ်အိမ်ခွင်းမှာဒုတိယအကြော့ကန်တဲ့အခါမှာတော့ပရီးမီးယားလိမှာတလုံးတည်ရပဲပြီးခဲ့တယ်2-1နဲ့ဒါဂျီးက draw ဖြစ်ခဲ့တယ်သုံးမရခဲ့တာတွေ့ရပါတယ်အဲ့တော့နောက်ဆုံးအိမ်ခွင်းရတလုံးတည်ရဖြစ်တာကြောင့်ဒီနေ့ ့အဝေးခွင့်နဲ့ရှင်တကယ်တမ်းပေးတဲ့နေကြီးကလည်းပဲတရာရှုံးဖြစ်ပါတယ်ဒါကြောင့်လက်ရှိပေးထားတဲ့တလုံး10ရှုံးဆိုတာတော်တော်လေးကြီးပြင်းသောဝင်ရုံမျိုးဖြစ်ပါတယ်အဲ့တော့ဖူဝမ်အင်ကွင်းတမိုင်းတစ်လျှောက်2013နောက်ပိုင်းတောက်လျှောက်မှာကအာဆင်နယ်နေနဲ့အဝေးခွင့်ကြီးပွင့်လက်ခဲ့တဲ့နောက်ဆုံး6ကြိမ်မှာ4ကြိမ်တီတီအောင်လာတယ်နောက်ဆုံး2နှစ်ဆက်တာဒါအာဆင်နယ်ကြီးကြခဲ့တာတွေ့ရပါတယ်အဲ့တော့ဖူဝမ်မှာအဓိကဒီအာဆင်နယ်တို့ရောရမယ့်အချက်ကပထမတစ်ချက်ကတော့ဒါတီဗီဇီယာရက်တီဘူးเนาะအဲ့တော့မနေ့ပြန်မှာလီဗာပူးအသင်းဟာเนาะစူပါဆန်နေမှာမန်ယူနဲ့တွေ့ပါမယ်အဲ့တော့လက်ရှိ လီလီဗာပူးရဲ့ pressure များနေတဲ့အနေအထားမှာဒီနေ့အာဆင်နယ်သုံးမရပြီဟဲ့ဆိုရင်လီဗာပူးတို့ပိုပြီး pressure များနိုင်ပါတယ်။မန်ယူကိုမနိုင်နိုင်အောင်ကန်ရတော့မဲ့ pressure ရှိပါတယ်။ဒါကြောင့် ဒီဘွဲကအာဆင်နယ်တို့ဖူဟန်စီက၃မှတ်ရကိုရမှာဖြစ်မဲ့ပထမဆုံးတစ်ချက်ပါနောက်တစ်ချက်ကဖူဟန်မှာလက်ရှိတန်းရလူစဉ်အရင်များနေပါတယ်နော် IOB တယောက်လောက်ပဲ Wilson နဲ့ IOB လောက်ပဲအဆင်ပြေလောက်တဲ့အနေထားမှာတောက်လျှောက်ဒီဒီတိုက်စစ်ပိုင်းတိုက်စစ်မှု striker ဆစ်ဆစ်မရှိဘူးနော် Jimenez ကော Munich ကောမရှိတဲ့အနေထားကိုမှဒီ Lukic တို့ Chuwizi တို့ Daddy တို့မပါတဲ့အနေထားအကြောင်းဘလို့ပဲစဉ်းစားစဉ်းစားဖူဟန်အနေနဲ့တည်ရစရာအကြောင်းမရှိဘူးဗျအဲ့တော့ goal ပြတ်မပြတ်ပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ဖူဟန်အနေနဲ့ကနောက်ဆုံးပွဲမှာ ဒီဘုံမောက်အတင်းကို3-1ဖြစ်တာတယ်အက်ဇန်ဗီလာအတင်းကို3-1ဖြစ်တာတယ်အိမ်ကွင်းတောက်လျှောက်ပြန်ကြည့်ရင်တော့ဒီရာသီမှာအန်နာကန်နာများပါတယ်အန်နာ2.5တွေများတယ်မန်ယူတသိန်းတည်းကိုပဲဒါ1-1နဲ့တည်ကြတယ်ဂျန်နေပွဲအားလုံးနိုင်လာတယ်လီးစ်ကို1-0နဲ့နိုင်တယ်ဘရန့်ဖို့ကို3-1ဆိုတော့လက်ရှိတိုက်စစ်မရှိတဲ့အခြားကြောင့်ကန်ဆယ်ပိုင်းမှာအဓိကပြင်ပြီးကန်လာမှာဖြစ်တဲ့အတွက် Bball G out ထဲရပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ Arsenal ပြန်ကြည့်ရရင်တော့ Watson ရဲ့ဘွဲမှာ2-0 clean sheet ယူထားတယ်။ Olympiacos အသင်းကို2-0ယူထားတယ်။ Newcastle ရဲ့ဘွဲမှာ1-2ဆိုတော့ရှေ့မှာ ီ port v အသင်းကို0ဆိုတော့အတွက်တိုက်စင်ပိုင်းအားနေပြီဟေးဆိုရင် arsenal အနေနဲ့ clean sheet ယူတာများပါတယ်ဒါကြောင့်ဒီဘွဲကကျွန်တော် 1z ကနေနော် z1 ကနေကျွန်တော်အောက်ထစ်စကြည့်ရမယ် 2z နော် z2 ရောက်နိုင်ပါမလား z3 ဖြစ်နိုင်ပါမလားမကျွန်တော်စဉ်းစားမယ်ပုံမှာအဲ့တော့ yogresh အနေနဲ့ကလည်း အာဆင်နယ်မှာလက်ရှိဂိုးပေါက်ပြောင်းနေတဲ့အနေအထားမျိုးမှာဒီနေ့ပွဲမှာဝေဖန်မှုတွေကိုဒါပြန်လည်တုံ့ပြန်ရမယ်အနေအထားကြောင့်ဒီနေ့ Ucrash ဂိုးမရရအောင်သွင်းရမယ်အနေအထားရှိနိုင်ပါတယ်နောက်တစ်ချက်ကလက်ရှိဒီဒီ Daniel Luzin နဲ့ International Break မှာလုံးဝမရှိခဲ့ဘူးအဲ့တော့လက်ရှိဆိုလို့ဒီ International Break မတိုင်ခင်မှာ Origa တယောက်လောက်ပဲဒါထန်ရရခဲ့တာပေါ့နော်ဆိုတော့ဒီ Maruki မပါနိုင်တဲ့အချက်ပဲရှိတယ်။ကျန်တဲ့ Easy တို့ပါလို့အကုန်လုံးပါဝင်နိုင်တဲ့အနေအထားမျိုးမှာ Scrapter တောက်တောက်နေနေရှိတဲ့ Arsenal အနေနဲ့သုံးမှတ်ဘလို့ပဲဖြစ်ဖြစ်ဒီဘွဲက AACC ရနိုင်ပါတယ်။နောက်နောက်ပြီးတော့နောက်တစ်ချက်ကဒီဘွဲပြီးရင်လာမယ့်ဘွဲက Athletic တီကိုနဲ့ချန်ပီယံလိအာဆင်နယ်ကံအောင်မှာဖြစ်တဲ့အတွက်ဒီလက်ရှိ squad ကတော့နည်းနည်းလေးအဲ adjust လုပ်ပြီးတော့ထွက်လာမယ်ပုံပါပြီးရင်ကျွန်တော်တို့ဒါ ဒီ Premier League မှာဒီ Crystal Palace အသင်းကိုအခမ်းအမဖြစ်တဲ့တော့ Crystal Palace စီကသုံးမှတ်ရဖို့ပိုပြီးခက်ခဲနိုင်ပါတယ်။ဒါကြောင့်အဖက်ဖက်ကအားနည်းနေတဲ့ Fulham စီကဒီနေ့ပွဲမှာသုံးမှတ်တော့ Arsenal တို့အများကြီးအောင်ကျုံးမယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီပွဲတော့တလုံး30ရှုံးမှာတလုံးတည်ရင်နဲ့နေရင်တော့ပိုကောင်းတယ်။3.88ရပဲတော့1000လောင်းရင်1800ပြန်မယ်တလုံးတည်ရင်နဲ့နေရင်တော့ပိုအဆင်ပြေလောက်တယ်။ဒါပေမဲ့လက်ရှိကတော့ဒါတလုံး30ရှုံးဖြစ်တဲ့အတွက်ကျွန်တော်တော့တလုံးတည်ရင်နဲ့ပဲ recommend ပေးပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဒါ ဒီအားဒီရဒုတိယမြောက်5 star ပွဲအဖြစ်ကျွန်တော်အာဆင်နယ် body တလုံးတည်ရွေးချယ်ပါတယ်။ Okay ပါ။ဒါဆိုတော့ဒီနေ့ Premier League ပွဲအားလုံးပြီးပါပြီဆိုတော့ကျွန်တော်တို့ La Liga လေးဆက်သွားပါမယ်။ပြီးရင်တော့ကျွန်တော်လေးသမောင်းလေးကတမောင်းလေးဒီ live ထဲမှာပြောပြပါဖြစ်ပါတယ်။နော်အဲ့တော့ La Liga လည်းဒီနေ့ပွဲထဲမှာတော်တော်များများ ် mic တွေလို့ပြောလို့ရတဲ့ပွဲတွေရှိပါတယ်အဲ့တော့အစောပွဲအနေနဲ့ကျွန်တော်ဒါ9နာရီပေါ့နော်အစောကံမဲ့ဒီဒီ Sevilla နဲ့ Mallorca ပွဲလေးကျွန်တော်စပြီးပြောပေးမှာဖြစ်ပါတယ်အဲ့တော့လက်ရှိ Sevilla အနေနဲ့ကတလုံး80ပေါင်းနှလုံး90ရှုံးပေးထားပါတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီမှာ Sevilla အင်ကွန်းမှာပေးခဲ့တဲ့ကြည်လည်းပဲတရားရှုံးမဲ့1-1နဲ့ပွဲပြီးခဲ့ပါတယ်ဒါမဲ့ဒီကရရာဒီနဲ့မတူတာဟာဒီရာဒီ AEK A သင်ကနီးပြရောက်လာပြီးနောက်ပိုင်းဆီဗီလာတော်တော်လေးခြေစွမ်းတည်ငြိမ်လာတယ်เนาะနောက်ဘာစီလိုနာအသင်းကို၄ဂိုးတကူးနဲ့ကျုံးခဲ့တဲ့အနေအထားမျိုးမှာဆီဗီလာတိုက်စစ်က တန်တရားဖြစ်စရာမလိုဘူးရှေ့မှာဗလဂါနိုကို0-1နဲ့နိုင်တယ်ဗလာရီယက်ကို1-2အလာဘတ်ကို1-2 LG ကို2-2တောက်လျှောက်တိုက်စစ်က9ရနေတယ်ဗျဒါတော်တော်လေးကောင်းတဲ့အချက်ပါစီဗီလာဟာလက်ရှိတရားစီအိမ်ဝဲမှာတော့ရှုံးပွဲလေးတော့ရှိတယ်ဂရာဖေးကို1-2ဗလာရီယက်ကို1-2ဒါပေမဲ့ဘေးရက်ကြီးကလက်ရှိအနေထားအရ level တရားရှုံးမှာနှလုံး90ရှုံးဖြစ်တာကြောင့်မာယိုကာ9ရဖို့ခက်ခဲမဲ့ပွဲစီဗီလာတေချာပေါက်9ရမဲ့အနေထားလို့ကျွန်တော်ယူဆတယ်နောက်ဆုံး9ပွဲဆက်အိမ်ဝဲမှာနော်ဘိုဒင်းနုစကိုဖြစ်ထားတာတော့မှနှလုံး90ရှုံးဆိုတာကတော့လက်ရှိအနေထားအရစီဗီလာနေနဲ့ ်ပေးရရင်ဟိုမာယော်ကာတစ်လုံးရမယ်ဆိုရင်တော့ဆီဗီလာနှလုံးပြန်သွင်းနိုင်တဲ့တိုက်စင်မျိုးရှိတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့တစ်ဖက်ကအတင်မာယော်ကာကလက်ရှိတော်တော်လေးအဆင်မပြေဘူးဒီအသီးမှာတန်းဆင်းဆုံး နော်အောက်ဆုံးကိုရောက်နေတယ်အဆင့်20မှာမာယော်ကပြီးခဲ့တဲ့ပွဲမှာဘီဘောင်ကိုဒါ2-1နဲ့ကန်ခဲ့တယ်ဆိုတော့အဲတုန်းကတလုံး90ပေါင်အဲမာယော်ကကြီးတဝက်ရှုံးခဲ့တယ်ရှေ့မှာတော့အလာဘတ်ကိုနိုင်တယ်ပဲသူတို့နိုင်တဲ့ပွဲတွေကအင်ဝင်းနေမှာနိုင်တာပါအဲ့တော့မာယော်ကဒီရသည်အဝေးဝင်းလာလီကာ4ပွဲမှာအဝေးဝင်း4ပွဲလုံးရှုံးထားတယ်ကြီးက3ပွဲရှုံးတယ်ရီယယ်မက်ဒရစ်2ပွဲပဲ2-1နဲ့ကြီးအောင်တာတွေ့ရပါတယ်အဲ့တော့လက်ရှိကတော့မာယော်ကအနေနဲ့ကတော့အဝေးဝင်းတောက်လျှောက်မှာနှစ်ဂိုးပြန်တဲ့ ရှုံးတဲ့ပွဲတော့မရှိသေးဘူးဒီထဲမှာ Real Madrid ပါတယ် Real Sociedad ပါတယ်ဒီ Bilbao ပါတယ် Espanyol ပါတယ်အားအားလုံးကိုကျင်းမြောင်းတော့ကျင်းမြောင်းတော့ရလနဲ့သာသူတို့ရှုံးနေထားတာပေါ့လीနော်အဲ့တော့ဒီထဲမှာဒီ Real Sociedad အင်ကွင်းပေးခဲ့တဲ့ကြီးကတလုံး90ပေါင်ဖြစ်တာကြောင့်အခု Sevilla ပေးတဲ့ကြီးဟာတလုံး80ပေါင်ဖြစ်နေတာကြောင့်ကျွန်တော် Sevilla ပိုကြိုက်တယ်ဗျာဒီဘွဲ Sevilla ဒီပေါ့ အနိုင်ရနိုင်ချေများပါတယ်เนาะအဲ့တော့နေမယ်ဆိုတော့ကျွန်တော်မောင်းထဲမှာလေးဆီဗီလာလေးထည့်ထားပါတယ်ဆီဗီလာ body ဖြစ်ပါတယ်အဲ့တော့ဘာစီလိုနာဘွဲဆက်ပြောပါမယ်ဘာစီလိုနာကကျွန်တော်အခုမကျင်းသေးသေးတာလူစင်းများသိလားလက်ရှိဘာစီလိုနာမှာအကုန်ကျိုးနေတယ်ပေါ့เนาะအဲ့တော့လက်ရှိပထမဆုံးပြောရရင်တော့ဒီ Olmo, Gavi, Ferran Torres, Rafinha, Lewandowski အကုန်မပါနိုင်ဘူးလို့ပြောထားတယ်ဒါပေမဲ့လက်ရှိဆော့ဆော့သတင်းထွက်လာတဲ့ပုံရတော့လမိုင်းရမယ်ပြန်ပါမယ်လို့ပြောတဲ့အတွက်လက်ရှိကြီးကနှလုံးသေးဖြစ်သွားတယ်ပေါ့เนาะအဲ့တော့ နှလုံးသားမှာ4.80ပေါင်းဆိုတဲ့ကလက်ရှိဘာစီလိုနာအနေနဲ့သုံးမကတော့ရပါတော့ပြီးခဲ့တဲ့ပွဲမှာဘာစီလိုနာနဲ့ဆေဗီလာကို4-1နဲ့ရှုံးခဲ့တာကြောင့်လက်ရှိဒါရီယယ်မက်ဒရစ်နဲ့နှစ်မှတ်ပြတ်နေတယ်အဲ့တော့ဒီပွဲမှာတည်လုံးဝကံမှာမဟုတ်ဘူးသုံးမကတော့ရတယ်ဒါပေမဲ့ဂိုးပြန်အောင်ကံမကံပဲကျွန်တော်စဉ်းစားမှာဖြစ်တယ်အဲ့တော့ဘာစီလိုနာဟာလာမယ့်ပွဲမှာအိုလံပီယာ60ချန်ပီယံလိမှာကံမှာဖြစ်တာကြောင့်အဲအိုလံပီယာ60ဖြစ်တဲ့အတွက်အရင်ကြီး pressure မရှိဘူးဒါကြောင့်ဒီနေ့ဘက်မှာဂျီရိုနာအသင်းနဲ့ပွဲမှာဂိုးကွာချက်ချက်ရတဲ့လောက်ယူနိုင်တယ်အဲ့တော့ဂျီရိုနာဟာလည်းလက်ရှိဒီရသည်မှာတော်တော်လေးချီးစွမ်းဆိုးပါတယ်18ဂိုးထိပေးထားတယ်5 ఆవువేత్తమైన అని အဆင့်16ဒီရောက်နေတဲ့ဂျီရိုနာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့ပြီးခဲ့တဲ့ရာသီမှာနှလုံး90ပေါင်ဂျီဟိုတောင်၄ကိုတကူနဲ့အောင်ထားတဲ့အနေအထားမျိုးပါပြီးခဲ့တဲ့ရာသီတက်90ပြင်းပြီးနှလုံးသရေပေးထားခြင်းအပြင်လက်ရှိလူစင်းနဲ့ဘသူကဘလို့သွင်းမလဲတော့ကျွန်တော်လည်းမသိ rush foot လည်း hatred သွင်းမလားပေါ့နော်လက်ရှိလူစင်းကအဆင်မပြေဘူးပြတောင်ပန်တစ်ဖက်မှာလည်းဘာဂျီနဲ့ lobas ပြဆိုတော့ attacking midfield ကဒီ battery နဲ့အထောင်တိုက်ဆက်က rush foot နဲ့ကတော့ဘလို့မှနှလုံးပြက်စရာအကြောင်းမရှိနိုင်ဘူးပေါ့လေဒါပေမဲ့နှလုံးသရေဆိုရဲကြည်ကတော်တော်ကြီးပြင်းနေဗျတော်တော်ကြီးကိုပြင်းနေတယ်အဲ့တော့ဘသူတွေဘလို့ပြန်ပါမလဲတော့ဒါ line up ထွက်မှကြည့်ရမယ်ပေါ့လေအဲ့တော့ဒီပေါ်လေးတော့တကြောင်းလင်းတော့ပွဲအဖြစ်เนาะ2 star အဖြစ်ကျွန်တော်ဟို Telegram မှာပဲဟိုအကယ်၍ line up ကောင်းနေဆိုရင်တော့ရွေးချယ်မှာဖြစ်ပါတယ်เนาะအောက်မှာ comment မှာကျွန်တော် description မှာလည်းဒါ official Gobi Telegram link လေးချပေးထားပါတယ်အဲ့မှာတော့အကယ်၍ကြိုက်တယ်လူစင်းကြိုက်တယ်ဆိုရင်တော့ကျွန်တော်အဲ့မှာရွေးချယ်မှုနောက်ကြပွဲအနေနဲ့ တင်ပြီးမှဖြစ်ပါတယ်အဲ့တော့လောလောဆယ်အနေထားအရာကတော့နှလုံးသေးမှာ၄လုံး80ပေါင်းဖြစ်တော့တော့အောက်ထက်ဘာစီလိုနာဘက်ကနှလုံးအနေဆုံးပြတ်မဲ့အနေထားမြင်ရမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲကတော့ Villarreal နဲ့ကျွန်တော် Real Betis ပွဲပါဒီမှာက ်ဗီလာရီအနေနဲ့လည်းပဲ90သုံးလုံးတည်အနေထားပေးထားပါတယ်ဒီမှာကအနေထားရဒီနှစ်သိန်းရဲ့ head to head အရာနောက်ဆုံးပြောင်းပါဆုံးခွနပွဲဆက်ကြီးကြထားပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာဗီလာရီရဲ့ကြီးအောင်နိုင်တယ်ဒါတကြောင်ပါနောက်ဗီလာရီရဲ့ပြီးခဲ့တဲ့ရာသီပြီးခဲ့တဲ့ကြီးကလည်းပဲတရားရှုံ1 2နဲ့ကျွန်တော်ကြီးကြခဲ့ပါတယ်အဲ့တော့တစ်ခါကစဉ်းစားရင်လက်ရှိအနေထားရဗီလာရီရဲ့အဓိကပြဿနာက cancel ပိုင်း မငြိမ်ဘူးပေါ့လေဆိုတိုက်စစ်ကတော့ပွဲတိုင်းလို့လို့ကိုးရတယ်ဒီရသည်အိမ်ဝဲလုံးဝရှုံးပွဲမရှိတာသေးဘူးဒီထဲမှာ OVA တွေကို2စီးနဲ့နိုင်တယ်ဂျေရိုနာကို5စီးအိုဆာဆိုနာကို2-1ပြီးပါကို1စီးဆိုတော့ဒီထဲမှာဂျီချန်ပီယံလိတပွဲသားဒီဂျူဗီနက်အသင်းနဲ့ပွဲမှာ2-2နဲ့သူတို့ပွဲပြီးခဲ့တယ်ဒါတော့မှကိုးရတယ်ပေါ့လေဆိုတော့တောက်လျှောက်ကန်ခဲ့တဲ့ပွဲအားလုံးမှာအိမ်ဝဲကိုးရတာတွေ့ရတယ်အဲ့တော့ဒီနေ့ပွဲမှာလည်းလက်ရှိပေးတာပေါ့ရ level 90 level 100ဆိုတဲ့ပမာဏဟာတစ်ဖက်က real budget ဖြစ်တဲ့အတွက် Villarreal ကြီးအရန်ပြင်းနေဗျเนาะ Real Betis ကလည်းရှိပြန်ပွဲစုံကိုဖွင့်စော်တယ် ပွဲတိုင်းလို့လို့ကိုးရတယ်အဲ့တော့အဝေးဝင်းကတော့လက်ရှိအနေအထားအရ တရေပွဲများတယ်เนาะတရေပွဲ3ပွဲနဲ့နောက်ဆုံးပွဲတစ်ပွဲပဲအက်စပန်ယောကို1 2နဲ့နိုင်လာတာအဲ့တော့တရေထဲမှာ LG ပါတယ် Cedavigo ပါတယ် Levandi ပါတယ်ဆိုတော့ပြန်ကြည့်ရရင်အဲ့3သင်းလုံးဟာအရန်ကြီး Valerial လောက်တိုက်စစ်ကောင်းတဲ့အသင်းမျိုးတွေမဟုတ်ဘူးဒါကိုတောင် Bolinus ကိုဖျက်အောင်ကန်တယ်ဆိုတော့ဒီဘွဲကကျွန်တော်ဇုံပေါ်ထဲရပဲစဉ်းစားမှာဖြစ်ပါတယ် Valerial မိုက်ပါတယ် Valerial ကိုပေါ်အဲ့နှစ်ကြောင်းထဲရပဲစဉ်းစားသင့်ပါတယ်အဲ့တော့နောက်ဆုံးပွဲကတော့ Tico နဲ့ကျွန်တော် Osasuna ပွဲပါ Tico ကတစ်လုံး60ရှုံးသုံးလုံး40ပေါင်းဖြစ်ပါတယ်အဲ့တော့အဓိကအချက်ကတော့ Tico ကပြီးခဲ့တဲ့ဘွဲမှာ ဒါဒီ Setup Vigo နဲ့ပွဲမှာမထင်မှာပဲနဲ့ဒါ1-1တည်ဖြစ်ခဲ့တဲ့အနီးကထိခဲ့တယ်ဒါပေမဲ့ရှေ့မှာ Frankfurt အသင်းကို9-2ကို Real Madrid အသင်းကို9-2ကိုဖြစ်တာကြောင့်လက်ရှိအနေအထားမှာအိမ်ဝင်ရတော့အချိန်မီကိုပြတ်သွားနိုင်တယ်ဒါပေမဲ့ လက်ရှိသုံးမှတ်ပဲယူမလားဂိုးပြောင်ကံမလားဆိုတာကတော့ဒါနီးပြားနဲ့ကစားသမားတွေပေါ့ပဲမူတီပါတယ်အိမ်ဝင်ရတဲ့ဒီရတဲ့တီကိုနော်အဲယုံကြည်ရလောက်တဲ့အထဲမှာတော့ပါတယ်ဗျဒါပေမဲ့တစ်ဖက်ကဒီဒီတစ်ဖက်ကဒီအိုဆာဆူနာအနေနဲ့ကဒီရတဲ့အန်နာ2.5တွေအများစုကန်တယ်တိုက်စစ်ပိုင်းအားနေတယ်အဝေးဝင်းလည်းဖြစ်တဲ့အတွက်ဒီဘက်မှာလည်းထုံးစံတိုင်းပဲနော်ကလင်းရှိဟို1စီးလောက်နဲ့ပဲပြီးသွားနိုင်တဲ့အနေထားကြောင့်နည်းနည်းလေးတော့လန့်တယ်ဒီရတဲ့အိုဆာဆူနာကန်ခဲ့တဲ့၄ဝဲလုံးဟာ၄ဝဲလုံးရှုံးလာတယ်1စီး1စီး2 1 2စီးဖြစ်တာကြောင့် ၃လုံးအထီတော့မရောက်ထားဘူးပေါ့လေဆိုတော့ဂိုးပေါင်းကြီး၃လုံး50ပေါ့ဖြစ်တာတော့ဒီပွဲလေကျွန်တော် B-boy ကြီးအောင်ထည့်ရပဲစဉ်းစားသင်းတဲ့ပွဲလို့ပဲယူဆပါတယ်ဒါပေမဲ့ဒီပွဲကတော့ကျွန်တော်မကြိုက်ဘူးကျွန်တော်ရှောင်ပါတယ်ဒီကူပွဲရတော့โอเคပါဒါဆိုတော့ကျွန်တော်ဒီနေ့ဒါ၃သက်ချက်တယ်မှာ Premier League ရော La Liga ရောပြီးပါပြီဆိုတော့အခုပြီးရင်တော့ဒါ၄သမောင်း Mount 1လေးအဲ၄သမောင်း Mount အဲမောင်းနှစ်လေးပြောပြပေးပါမယ်เนาะမောင်းတစ်ကတော့ကျွန်တော် now live ထဲမှာပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်ဒီနေ့အဓိကထားပြီးရွေးချယ်သွားတဲ့နေရာမှာတကြောင်းနဲ့တော့ပွဲတွေကဒီ premier league ထဲကတော့ဒီနေ့ရဲ့၅ဆပွဲ arsenal body တလုံးသိဖြစ်ပါတယ်အဲ့တော့အဲ့ဒီထဲမှာပါတဲ့၄သင်းမောင်းဒီနေ့ရွေးချယ်ထားတဲ့ပွဲမှာ၄သင်းမောင်းမောင်းတစ်ထဲမှာကျွန်တော်တို့ coventry city body ကိုလုံ5ဘော်ဘန်လီ5အောင်နဲ့ wolfbat body ဖြစ်ပါတယ်ပြန်ပြောပါမယ် coventry city body ကိုလုံ5ဘော်ဘန်လီ5အောင်နဲ့ wolfbat body ဖြစ်ပါတယ် โอเคပါ Wolf ကတော့ဒါ Bundesliga ပွဲပါโอเคပါဒါဆိုဒီနေ့လေးသမောင်းမောင်းတင့်နဲ့ဒါစာပွဲလေးတစ်ပွဲရမှာဖြစ်ပါတယ် Now live day မှာကျွန်တော်၃စာပွဲတစ်ပွဲပြောမယ်၂စာပွဲအဲအဲ၂စာပွဲ၂ပွဲပြောမှာဖြစ်ပါတယ်เนาะโอเคပါဒါဆိုဒါဒီ live လို့ဒီမှာပဲရနာပြစီညီကိုရီเนาะပြီးတော့ကျွန်တော်အခုချက်ချင်းပဲနောက် live လေးကျွန်တော်လွှင့်ပြီးတော့เนาะရွေးချယ်မှုတွေအားလုံးပြန်ပြောပေးပါမယ်โอเคပါဆိုတော့ဒီ live လေးကိုကြည့်ရှုပြီး brother တွေ share ပြီး brother တွေ comment comment ပြီး brother တွေကြောက်ရှင်းနေတဲ့ကျေးဇူးများကြီးတင်ပါရပါဆိုတော့မင်္ဂလာရှိသောညလေးဖြစ်ပါစေ